မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ match လ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့အင်စည်းကားနဲ့ရထားတွဲကိုပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်က၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ28ရက်နေ့မနက်6:00နာရီကမှရန်ကုန်မန္တလေးအမြလန်းဟောင်းအုတ်တွင်းမြို့နယ်ညောင်ချရောက်အပိုင်းမှာပြည်သူ့ကာကွယ်တပ်မတော် PDF စစ်စင်ရေးနယ်မြေနဲ့တိုင်းစစ်ဌာနဘကိုးကုတ်ကဲမှုလက်အောက်မှာရှိတဲ့ဗျူဟာ23 3932စစ်တောင်းစစ်ချောင်းကလုံခြုံရေးဆိုင်ရာစစ်ဆေးဆောင်ရွက်ခြင်းများကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစစ်ဆေးမှုများဆောင်ရွက်နေတဲ့အချိန်မနက်9:45မိနစ်ခန့်မှာညောင်ချရောက်အပိုင်းရဲစခန်းက အင်းအား6ဦးနဲ့ထွက်လာတဲ့အင်းစည်းကားအဖြူအောင်တစ်စီးနဲ့ယထာကောင်းတွဲအတူနဲ့အင်းအား10ဦးလိုက်ပါလာတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုက်တစ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးတေဆုံးက3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာရှိတဲ့ရဲစခန်းများနဲ့စစ်ကားနှစ်စီးကိုတိုက်ခတ်ခဲ့ရာစစ်တပ်ဘက်ကရှေ့ဦးတေဆုံးပြီးစစ်ကားတစ်စီးကြောက်ထဲကိုပြုတ်ကျသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မက်လ26ရက်နေ့မနက်တနာ10မိနစ်ခန့်မှာရန်ကုန်မန္တလေးအမြန်လန်128မိုင်မင်းရဲရဲစခန်းနဲ့124မိုင်နဲ့ရည်တွင်ရဲစခန်းတို့ကိုတော်လိုင်းတပ်ဖွဲ့များကကြပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်စစ်စီရေးနယ်မြေနှင့်တိုင်းစစ်ဌာနဘကုံအမတ်383တက်ရင်နဲ့အမတ်303တက်တရင်တို့က ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။အလားတူပဲမက်စလာ25ရက်နေ့ည10:20နာရီ20မိနစ်အချိန်မှာဘကိုးတိုင်းပေါက်ခေါင်းအုပ်တွင်းအမြန်လမ်းပိုင်းအတွင်းမှာမောင်းနေလာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကားနှစ်စီးကို ဘော်ဒါကြေးရွာနဲ့ပေါ်လန်ကြီးကြေးရွာကြားအရောက်မှာပြည်သူ့ကာကွယ်တပ်မတော်စစ်စင်ရေးနယ်မြေနဲ့တိုင်းစစ်ဌာနဘကိုဗျူဟာ27တက်ခွဲ3ပြည်ခရိုင်တရင်363ညနှစ်ကကြားဖြတ်တိုက်ခိုက်ခဲ့ရာအင်အား30ကပ်ပါတဲ့စစ်ကားတစီးကြောက်ထဲကိုပြုတ်ချသွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးသွားတယ်လို့သိရပါဗျ။စစ်သား12ဦးကဟာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစားလင်းကြီးမြို့နယ်ထမ်းမှုကျေးရွာဖုန်ကြီးကျောင်းကိုအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဆက်တက်၄ထိနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူတအုပ်တိမ်ဆုံးပြီးတန်ဃာတော်တပါးအပါအဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ28ရက်နေ့ညနေ9:20မိနစ်ခန့်မှာစာလင်းကြီးမြို့နယ်ထမ်းဘူးကျေးွာဘုံကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်တပ်ကစစ်တပ်၄ထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့၄ကျောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူတအုပ်တွေဆုံးပြီးတန်ကားတော်တပားအပါဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေး၄ထီးကမြေကျောင်းအတိုင်းကိုတက်လာပြီးတော့အပြန်မှာပတ်ပြီးတော့ဘုံချသွားတာပါ။ဘာတိုက်ပွဲမှမရှိပါဘူးဘုံကြီးကျောင်းဘုံကိုတက်တဲ့ချသွားတာပြည်သူတို့ကတော့ပွဲတင်ပြီးတိတ်ဆုံးတယ်ထိခိုက်ဒဏ်ရာရတာကတော့၅ရောက်လို့ပြောတယ်ဘုံကြီးတပ ားလည်းပါသွားတယ်။တည်သွားတာကအမျိုးသမီးထိခိုက်ဒဏ်ရာရတဲ့နေရာမှာကလေးတွေလည်းပါတယ်လို့သိရတယ်။အသက်အရွယ်တွေတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်မှာရှိတဲ့ခြေရွာ၃ရွာကိုအကြမ်းမဆက်တဲ့ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မက်လာ26ရက်နေ့ညနေ6:00နာရီခွဲအချိန်ကမှနောင်ချုံမြို့နယ်မှာရှိတဲ့အုံမခါရွာ30ရွာနဲ့ရွှေညောင်ပင်ရွာတို့ကိုအချက်မဲ့စစ်တပ်က Jet Fighter နှစ်စီးနဲ့၅ချိန်ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါဗါး။၎င်းတက်ခတ်မှုအတွင်းမှာ30ခြေရွာကအမျိုးသား၂ဦးနဲ့အမျိုးသမီး၂ဦးပွဲချင်းပြီးတိုက်ဆုံသွားပြီးတော့အုံမခါခြေရွာကဒေသခံပြည်သူ၄ဦးလည်းထိခိုက်ဒဏ်ရာရရှိကအဲ့ဒီခြေရွာမှာရှိတဲ့နေအိမ်အများအပြားလည်းဘုံစားထိမှန်ပျက်စီးသွားတယ်လို့သိရပါဗါး။ဒါအပြင်မက်လာ26ရက်နေ့ညနေ9:00နာရီခွဲအချိန်ကလည်း နောင်ချုံမြို့စိန်ရတနာပရိယတ်တိစတင်တိုက်ကိုအကြမ်းဖက်ဆက်တကဂျက်ဖိုက်တာလေယာဉ်နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်တန်ဃာတော်များအပါအဝင်ပြည်သူ၉ဦးသေဆုံးပြီး၁၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ အချမ်းဘတ်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အရဲသားပြည်သူများကိုရည်ရွယ်ချက်ရှိရှိဥတည်ပြီးတော့ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုများကိုရှောင်ရှားနိုင်ရန်စစ်ရေးသတိအများရှိရန်လိုအပ်ပြီးတော့လေကြောင်းရန်ကနေပြီးတော့ကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလာများကိုလည်းလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ TNL ကအတိအပြေပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားပြပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ အပ်ဒိတ်ဖြစ်နေတဲ့စီးရဲနိုင်ငံရေးသတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးကြဖို့အတွက်မြစ်တာရက်ခန့်တောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူတွေကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူကြီးမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခန့်တောင်းဆိုလိုက်ပါစီခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ AOD တိုင်းအင်ဂဘူမြို့နယ်အတွင်းမှာရှိတဲ့ကွင်းကောင်းမြို့အနီးပတ်ဝန်းကျင်ကို AA နဲ့ပူးပေါင်းတပ်ဖွဲ့များထိုးစစ်ဟာရောက်ရှိလာပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကွင်းကောင်းမျိုးအမှန်ငါတက်မတော်လေးကျင်ရေးတင်းတန်းချောင်းတတကငါးနဲ့လေးမိုင်ခန့်သာကွာဝေးတယ်ပိန်တိုင်းကွင်းရွာကိုတိုက်ပွဲဟာရောက်ရှိလာပြီဖြစ်တယ်လို့ဒေသခံများထံကသိရပါဗျ။ကွင်းကောင်းမျိုးပိန်တိုင်းကွင်းရွာကဆရာတော်တပါးကလေးနှစ်တာစူးစမ်းပြီးတော့တိဆောက်ခဲ့သမျှအခုတော့စင်မြေပြင်ဖြစ်သွားပါပြီ။နှမျောတတဖြစ်တာမျိုးတော့မရှိပါဘူး။လူလူယုံပြီးတော့ထွက်ပြေးခဲ့ရတော့ကဲတင်ထားတဲ့တရိတ်ဆန်လေးတွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်။ စစ်ပွဲရောက်လာတာအရန်ကိုမြန်လွန်တယ်လို့လူမှုကွန်ရက်စာမျက်နှာမှာမျှဝေထားပါတယ်။ကွင်းကောက်ဘက်ကပြည်သူများစစ်ဆောင်မယ်ဆိုပါက6ရွာတလုံးထော်လမ်းကိုအသုံးပြုပြီးတော့ပိန်နယ်ကွင်းပန်းတော်ကြီးလမ်းကိုလုံးဝမသွားကြရန်တိုက်တွန်းထားတယ်လို့သိရပါတယ်။ ဝင်းကောင်းမျိုးပတ်ဝန်းကျင်မှာရှိတယ်။ပိနေခွင်၊ချင်းကိုက်ခွင်၊ကြက်ပောင်ခုံ၊တံမြာခုံ၊စားစီခုံ၊တောင်စင်းစတဲ့ခြေပါများမှာလက်နက်ကြီးလက်နက်ငယ်တန်းတွေကြားနေရတယ်လို့ဒေသခံများကပြောပါတယ်။တံမြာခုံတင်းကြိုင်းမှာထိတွေ့တိုက်ပွဲများရှိခဲ့ပြီးတော့စစ်ကောင်စီဘက်ကလည်းအကြမ်းဆုံးများရှိခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေဘက်ကတော့ထိခိုက်မှုမရှိဘူးလို့စီရေးသတင်းရင်းမြစ်ထံကသိရပါတယ်။စစ်ကောင်စီကစားစီခုံနဲ့ချင်းကိုက်ခွင်ကြားထဲမှာရှိတဲ့တောင်ကုန်းဘော်ကနေအမြောင်များနဲ့ပြစ်ကူပေးခဲ့ပြီးတော့ဒရုန်းများလည်းတုံးနေတယ်လို့သိရပါတယ်။ရေကြီးမြို့နယ်၊ငကားရည်တောင်အနီးမှာ ဲတိုက်ပွဲပြင်းထန်တွေကစစ်ကောင်စီက MI-17 ရဟတ်ယာဉ်112ထောက်ဖို့လေယာဉ်များနဲ့ဘုံကျဲတိုက်ခိုက်နေပြီးတော့ကုန်းမြေရွာဘက်မှာလဲစစ်ဗေးဆောင်ပြည်သူများထဲမှာ AA နဲ့ PDF များရောပြီးပါနေတယ်ဆိုပြီးတော့အကြောင်းပြကအပြင်းထန်စစ်ဆင်းနေတယ်လို့သိရပါဗျ။စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးများကိုအသုံးပြုပြီးတော့ပြည်သူများနေထိုင်ရာလူနေအိမ်နဲ့ဘာသာရေးအဆောက်အုံများကိုအဓိကပိတ်မထားပြီးတော့တိုက်ခိုက်နေတဲ့အတွက်ပြည်သူများခြေရွာများအတွင်းမှာပိတ်မိနေကြပြီး ်ငကားရဲ့အနောက်ဘက်မှာရှိတဲ့ခြေဝါနေပြည်သူများကိုအပြင်ပေးမထွက်ဖဲနဲ့ပိတ်ပင်ထားကာကုန်စီစစ်ဆေးမှုတွေကိုလည်းတားမြစ်လိုက်တဲ့အတွက်ကြောင့်ပါရာစီတမောတလုံးကိုတပေါင်းအထိကိုပေးဝယ်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်နယ်မှာစစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးတို့လက်နက်တလက်ကိုယူဆောင်ပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ26ရက်နေ့မှာကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အမှန်ငါတပ်ရင်းတာဝန်ယူထားတဲ့ရှေ့တန်းနယ်မြေကစစ်ကောင်စီတပ်သားတအုပ်နဲ့စစ်မှုထမ်းတပ်သားတဲ့၃ဦးတို့ဟာ MA1 အမျိုးသားတနက်တလက်နဲ့အတူထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါရယ်။အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားများဟာ၎င်းတို့ရဲ့စိတ်ဆန္ဒအရာဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲအတင်းအဓမ္မစုဆောင်း င်ခံရပြီးတော့စစ်တပ်ထဲကိုရောက်လာသူများဖြစ်ကောင်းစစ်ကောင်စီကတင်နန်းပို့ချတဲ့ကာလာများမှာလဲထွက်ပြေးရန်အချိန်ချင်းစူးစမ်းခဲ့ကြတယ်လို့ပြောဆိုထားပါတယ်။သို့တော်လည်းလွမြောက်ခြင်းမရှိဘဲနဲ့ရှေးတန်းစစ်မြေပြင်တွေကိုအထမပို့ဆောင်ခြင်းခံခဲ့ရတာဖြစ်တယ်လို့ဝန်ခံထွက်ဆိုထားကြောင်း KNDF တပ်ရင်းကားကပြောဆိုထားပါတယ်။တော်လိုင်းရင်အချိန်ကြာမြင့်လာတာနဲ့အမျှစစ်ကောင်စီဘက်မှစစ်စင်ရေးတွေအထိနာပြီးတော့တပ်သားပြောက်ဆုံးမှုများတိုးပွားလာခြင်းလူစွမ်းအားပြက်လက်လာခြင်းတို့စတဲ့ပြဿနာများကြောင်း မတရားဖမ်းဆီးပြီးတော့လူသစ်စုဆောင်းမှုများဖို့တုံးမြင့်ပြီးတော့လှုပ်ဆောင်လာခြင်းကိုတွေ့ရပြီးတော့အခုလိုမျိုးအတရားတမဖမ်းဆီးမှုများကြောင့်ထွက်ပြေးပြီးတော့ဗတ်ပြောင်းလာသူတွေဟာလည်းပုံမုံများပြားလာတယ်လို့သိရပါတယ်ဗတ်ပြောင်းခိုးလုံလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးကို KNDF အမှတ်၅တပ်ရင်းက သက်ဆိုင်ရာဌာနတွေကိုလွှဲပြောင်းပြီးတော့လုံခြုံဘေးကင်းစွာနဲ့စောင့်ရှောက်ထားပြီးဖြစ်တယ်လို့သိရပါဗျ။ကြံရှိနေတဲ့စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့တပ်ဖွဲ့ဝင်များအနေနဲ့လည်းအာဏာရှင်စစ်ကောင်စီကိုကြောခိုင်းပြီးတော့ပြည်သူလူထုကိုမျက်နှာမူကာလာရောက်ပြီးတော့ပူးပေါင်းကြရန် KNDF ကဖိတ်ခေါ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ